okay ဒီနေ့ကတော့ပဲကြော်มาပေါ့เนาะဒီပဲဥပေါ့เนาะ channel တဲ့ပဲဥပေါ့เนาะ၄နာရီစက်ထားမှာပေါ့เนาะ၄နာရီစက်ပြီးมาဒီအမှောက်လဲပေါ့เนาะဒီအမှောက်လဲကိုရောလိုက်มาပေါ့เนาะရေထည့်ပြီးတော့ရောလိုက်တယ်ဒီအဖောက်ဒီအမှောက်ကကြတော့စားလဲထည့်เสียမလို့ဘူးဘာမှထည့်เสียမလို့ဘာမှလဲဆက်เสียမလို့ဘူးဘာမှလည်းထက်ထက်ဆရာမလို့ကြော်ကြည့်ပေါ့နော်အရန်ကောင်းတယ်အဲ့ဒီနောက်ကိုဒီလို ဒီလိုအရေအနေထားနဲ့ပေါ့နော်ဒီလိုအရေအနေထားနဲ့ကိုကြော်ပြတာပေါ့နော်အဲ့ဒီဒီလိုအရေအနေထားမှာအဲ့ဒါလောက်ပေါ့နော်အဲ့ဒီမှာထည့်မယ်ဆိုရင်ဒီလို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  ွားပြီးတော့အဲ့ဒါဒီကနေနဲ့နေကြည့်လို့ဒီအပေါ်မှာကျန်ပြီးလာရင်ခဏလေးနဲ့မာလာတာပေါ့နော်မာလာတဲ့အချိန်မှာဒီပတ်ကိုရောင်းပြီးတော့ကြုံနေဆိုရင်ဒီအချိန်လေးရှိတာပေါ့နော်အဲ့ဒါခဏလေးထားလိုက်လို့ဆိုရင်နောက်ပါကျွရောနေတော့နောက်ပါကျွရောနေတော့ ့ပိတ်ကြော်ရတာပေါ့နော်ဒီပိတ်ကြော်ရဘူးအလုံးနဲ့ပိတ်နေသွားမယ်ဆိုရင်ဘုရားရှိခိုင်း6လပြည်ရတာပေါ့နော်၄6လောက်ကအတာလေးရတယ်အင်းဒါဒီထဲမှာဆိုရင်စားလေးနည်းနည်းလေးထည့်စားလေးနည်းနည်းထည့်ရမယ်ကျန်တာဘာမှမထည့်နိုင်ပါတော့ဆမွေးမောက်ထည့်လို့လည်းရတယ်ကျမကဆမွေးမောက်ထည့်တယ်နဲ့တဘာဝကျက်တဲ့အရာပဲပေါ့နော်လိုချင်တယ်ဒီမှာနောက်ဆုံးအခြေအနေပါ ချော်ဆက်ထားတဲ့ဒီအနေထားမှာပေါ့နော်ဒါကိုတလောင်းလောင်းကြည့်ပြီးတော့ဟိုအိုးအိုးအရန်ကြီးတော့လည်းမဆော့အောင်အရန်ကိုဟိုကလည်းခွာရခက်တာပေါ့နော်အဲ့လိုပြေးပြီးတော့ဒီနောက်ထပ်အရှင်နဲ့နဲ့ယူပြီးတော့ဓာတ်ကနေလိုက်လိုက်ပါပေါ့နော်ဓာတ်ကနေလိုက်လိုက်ပါလို့ရှင်း ပြီးတော့ဒီဘက်မှာဟိုမာပြီးတော့ဒီဘက်အခချအချမ်းကိုထည့်ရမှာပေါ့နော်အဲ့ဒါဒီကစီလေးနည်းနည်းနဲ့ဒီဘက်ကကုနာလောက်ထားတဲ့အဲ့စီပုံမှာနည်းနည်းစီဝအောင်ပေါ့နော်စီလောင်းထည့်လိုက်နေပေါ့နော်လောင်းထဲလိုက်မယ်ဆိုရင်ခဏလေးမာလာမယ်ဆိုရင်ခွာပြီးတော့ဒီဘက်ဒီဘက်ကိုပြောင်းလိုက်မယ်ဆိုရင်ခဏလေးပြန်ကျော်လိုက်မယ်ဆိုရင်နောက်ဆုံးအစီအစာဒီအစိတ်ရောက်သွားတာပေါ့နော်ဒီရောက်စားဆိုရင် သူကဘူးလေးလုံးနဲ့ဘူးနဲ့မှထည့်ရင်လေးငါးလကအตาလေးထားလို့ရတော့ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကြော်စားကြည့်ပါပေါ့နော်ကျမကတော့အမြဲတမ်းဒါပဲတုံးဒါကြတော့ဘာမှထပ်ရောဆရာမလို့ဥမာဆံမှုတ်ဆိုလဲမာသွားတယ်ကောင်းညှမှုတ်ဆိုပျော့သွားတယ်ကိုအဆက်အချိုးမကြဘူးဆိုရင်မုတ်ကလည်းစားလို့လည်းမကောင်းဘူးပွားလည်းမပွားဘူးရွာလည်းမရွာဘူးပေါ့နော်ဒီအထုပ်ဆိုရင်ဘာမှထပ်ထည့်ဆရာမလို့အဲအဲ့ဒါကြိုက်တဲ့ ဟိုဘူးတီကြောအကောင်လုံးကြောလို့ရတယ်เนาะကြောကြည့်ကြပါเนาะကျေးဇူးတင်ပါတယ်